ကျမတို့တွေကိုယ့်ရဲ့ကလေးကိုယ့်ရဲ့သားသမီးတွေကိုဘလောက်ထိတော်စီတက်စီကျင်းကြပါသလဲအသက်နှစ်နှစ်အရွယ်ကလေးလေးတယောက်ကတော့ IQ မြင့်မားသူတွေပဲပါလို့ရတဲ့ကလပ်မှာအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်အင်္ဂလန်နိုင်ငံကမန်ဆာ IQ မြင့်သူများကလပ်ဟာအဖွဲ့ဝင်ဖြစ်ဖို့အ ਨੇ စုံ IQ 132ရှိရမယ်လို့သတ်မှတ်ထားပါတယ် အဲ့ဒီ Harris Birthday ဆိုတဲ့ကလေးလေးကတော့ဒီအသက်နှစ်နှစ်နဲ့182ရက်မှာအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးကမ္ဘာ Guinness မှာမှတ်တမ်းဝင်သွားခဲ့ပါတယ် Harris အမေရဲ့ပြောပြချက်အရဆိုလို့ရှိရင်ကလေးကအသက်9လမှာမှောက်တယ်ပြီးတော့ဒီအသက်9လမှာစကားဆပြောတယ်လို့ဆိုပါတယ်အသက်တနှစ်နဲ့9လမှာတော့စာအုပ်တအုပ်ကိုအတန်ထွက်ပြီးတော့အော်ဖတ်နိုင်နေပြီလို့လည်းဆိုပါတယ်ဒီ Harris ဟာတခြားကလေးတွေနဲ့မတူဘဲထူးချွန်တာကိုတတိပြုမိလို့သူ ့ရဲ့မိဘတွေက ကလေးအတွက်ဒီအထောက်အကူရနိုင်မဲ့နေရာတွေကိုအင်တာနက်မှာရှာဖွေရင်းနဲ့ Mansa Club ကိုတွေ့ခဲ့တာလို့ဆိုပါရယ်အခုချိန်မှာတော့ Harris Lee ဟာကျိုးမဲ့ဂျီနန်ပိုရဲ့ Moscow တွေကိုလေ့လာနေတယ်လို့ဆိုပါရယ်နောက်ပြီးတော့သူကဒီတတ္တုတွေနဲ့ Valency တွေဖော်ပြထားတဲ့ဒီ Periodic ဇာတ်ကိုလည်းစိတ်ဝင်စားတယ်လို့ဆိုပါရယ်